မထဲမှာကျွန်မဖတ်ပြရမယ်ကွာတေတေချာချာနားထောင်ကြည့်နော်နောင်စန်းစုကြည်ရတဲ့အစားတော့နေတဲ့မနက်စာအတွက်ကိုသူကကြက်ဥကြောနေလေစားထမင်းနေနေနဲ့အသားငှားတွေအစားတယ်ညစာအတွက်ကိုသူကပါမုတ်စားတယ်တဲ့ပြီးတော့နောင်စန်းစုကြည်ရဲ့ဒီပေါက်ကြတာလည်းမှတ်တမ်းတစ်ခုမှဆိုရင်နေလေစားအဖြစ်ထမင်းနှစ်စုံကြက်သားငါးသားလုံးဟင်းကြုံချောကလက်နှစ်ခုငကမောင်သိအနည်းနဲ့စားသုံးတယ်ဆိုပြီးတော့ရှင်းထားတယ်ရှင်မိဘပြမစုများအောင်မဲမင်္ဂလာပါစလမ်ဘတ်စုရဲ့သတင်းလေးအချို့ကိုနားထောင်ကြည့်အောင်ခင်ဗျနောင်စန်းစုကြည်ရဲ့ထောင်ထဲမှာနေထိုင်နေရတဲ့ဘဝအခြေအနေလေးကိုကျွန်မတင်ဆက်ပေးချင်ပါတယ် ျမတင်ဆက်ပေးနိုင်ရတဲ့အကြောင်းရင်းဖြစ်လာတာကတော့ဒေါအောင်ဆန်းစုကြည်ပေါ့နော်တရားရင်ဆိုင်နေရတဲ့အချိန်မှာ CD လေးမှတ်တမ်းက The Guardian ဆိုတဲ့သတင်းစာကြီးကိုပေါ့ချသွားခဲ့ပါရှင့်ကျမမလေးရအောင်မှာ BBC ဘာမီးစက်ပတ်သက်ပြီးတော့သတင်းတင်လိုက်ပါသေးရဲ့ပေါ့နော်မြန်မာနိုင်ငံမှာဒီလိုမျိုးပြပမီဒီယာတွေမှာလှုပ်လှုပ်ကန်နေတဲ့သူတွေခြေရှုပ်ပြီးသွားလာနေတဲ့ကိစ္စတွေကနိုင်ငံတော်ရဲ့လှုပ်ရက်ချက်တွေပေါက်ကြားနိုင်တယ်နော်ဆိုပြီးတော့ကျွန်မမင်းကသတင်းတုတ်တက်ချက်လေးတင်လိုက်ပါသေးရဲ့ရှင်မနေ့ကမှတင်လိုက်သေးရပူပူနွေ့နွေ့လေးဒီနေ့မနေ့မှပါလို့ကိစ္စတွေဖြစ်လာခဲ့ပြီပေါ့နော်ဒါပေမဲ့ဒီလိုမျိုးပေါက်ကြားခြင်းကတပ္ပမဆုံးတင်တော့မဟုတ်ဘူးရှင် ခစ်တဲ့တို့ BBC တို့ RFA တို့မှာကျမတို့နိုင်ငံရဲ့စာရွက်စာတမ်းတွေရောပေါ့နော်ကျမတို့နိုင်ငံလှုပ်ဝက်ချက်တွေရောအားလုံးကသူတို့စီကိုရောက်ရှိနေပြီးသားပဲရှင်ကျမတို့နိုင်ငံကလေလှုပ်ဝက်ချက်လုံးဝမရှိတဲ့နိုင်ငံဖြစ်နေပြီရှင်သိလားအဲ့လိုကိစ္စဖြစ်တာနဲ့တို့ဒေါန်ဆန်းစုတီရဲ့တရားခွင်တွေကရုပ်သံဖိုင်တက်လာခဲ့ပါတယ်ကျမပြသထားပါမယ်နော် The Guardian မှာပွင့်ထွက်လာတဲ့ရုပ်သံပြီးတော့ခေတ္တတို့မြစည်းမာတို့ BBC တို့အောင်အကုန်လုံးပေါ့ရှင်တင်နေကြပြီရုပ်သံတကဘာလုံးမြင်နေပြီဖြစ်တယ်ကျမပြောပြပြတာဖြစ်ပါရှင်အဲ့ဒီရုပ်သံနဲ့အတူ The Guardian ကနေပြီးတော့သတင်းဆောင်မတစ်ခုကိုလည်းရေးသားလာခဲ့ပါတယ် ကျမအနေနဲ့အခုဒီသတင်းသုံးသပ်ချက်လေးမှာခေါင်းစဉ်နှစ်ခုတော့ပြောရပါမယ်။ခေါင်းစဉ်တစ်ခုကကြာတော့ကျမနိုင်ငံရဲ့လှုပ်ဝှက်ချက်တွေနဲ့ပတ်သက်ပြီးတော့ဒီလိုမျိုး CCTV တွေပေါက်ကြားလာတဲ့ပတ်သက်ပြီးတော့ဆွေးနွေးရမယ်အကြောင်းပြချက်။နောက်တစ်ခုကကြာအန်တီဆုကိုချစ်တဲ့သူတွေအန်တီဆုထောင်းထဲမှာဘလို့နေလဲဆိုတာသိကျင်တဲ့သူတွေအတွက်သုံးသပ်ချက်နှစ်ခုထောက်ရမှာပေါ့နော်။ CCTV မှတ်တမ်းပေါက်ကြားခြင်းကိုပြောရမယ်ဆိုတော့ဒီတော့ပေါက်ကြားခြင်းမှာတစ်စပေါက်လောက်ကြောက်ဆိုရင်ဒီတစ်စပေါက်လောက်ကဒီမှတ်တမ်းဖိုင်ကိုဒီ The Guardian စီကိုဘလို့ပို့လိုက်တာလဲ။ The Guardian ကိုတိုင်းရက်ဆက်သွယ်ပြီးပို့မယ်လို့ထင်လား။ဂျားလူနဲ့ပို့မယ်လို့ထင်လားချင်း။ကျမအားကြောင့်ပြောတာ။ လူရခါကြလို့ရှင်နိုင်ငံတော်ပေါ်တစ္ဆာရှိလှုပ်လှုပ်တဲ့သူတွေကိုပဲမျက်စိသွားမွေစူးနေတတ်တာတကယ်တစ္ဆာပေါက်တောက်တွေကြောင့်မေ့နေကြတယ်မြန်မာနိုင်ငံမှာခြေရှုပ်ပြီးကောင်းကောင်းအလုပ်လုပ်နေတဲ့မီဒီယာသမားတွေကပြည်ပမီဒီယာတွေမှာလှုပ်လှုပ်နေတဲ့သူတွေရှင်ပြည်ပမီဒီယာတွေလက်ဝေကန်လုပ်နေတဲ့သူတွေဒီလူတွေကိုအထူးသတိထားပြီးစောင့်ကြည့်တယ်မှာရှင်နောက်ထပ်တစ်ခုကကြတော့ CCTV မှတ်တမ်းဟူသည်အင်တာနက်ချိန်ထားလို့မရပါဘူးရှင်။အင်တာနက်ချိန်ထားလို့ရှင်ဟပ်ပြီးတော့ရှင်လို့ရပါတယ်။ဒါကိုအဲ့ဒီ CCTV မှတ်တမ်းကိုင်နေတူမှမသိရလား။သိရနဲ့တော့လားဆိုတော့လူကြီးမင်းတို့စစ်စစ်ရမယ့်ကိစ္စတာဖြစ်ပါတယ်။ ဒီလိုရုပ်တံဖာမျိုးပေါက်ကြားလာခြင်းဟာတစ်ဖက်ကနိုင်ငံရေးရဲ့အမျက်ထုတ်ပြီးတော့လှုပ်ရှင်ရလို့သွားနိုင်ပါရှင့်။ဒါပေမဲ့တန်ကောင်းတာလေးတစ်ခုကတော့မှတ်တမ်းဖိုင်မှာပါတဲ့ဒေါန်ဆန်းစုကြည်ပုံရိပ်ဟာဆိုရင်ပိတ်ခါရှိသွားနေပဲသူ့အတူအမှုရင်ဆိုင်ရတဲ့ပုံစံလေးသူ့မဟုတ်တာလည်းဘာမှလုပ်မထားဘူး။သူ့ရဲ့တိတ်ခါထိကြအောင်လည်းဘာမှလုပ်မထားအောင်ရှင့်။ဒါလေးကတော့ကျွန်တော်နိုင်ငံအစားရေသူ့ပုံမှာကောက်ကောက်မော်ဆက်ဆံတဲ့အတွက်ရုပ်တံဖိုင်ပေါက်ကြားလာတာကဘာမှသိပြီးဖြစ်ရှာလို့မရတဲ့အခြေအနေကခုဖြစ်သွားတာပေါ့နော်။ဒါလေးကတော့တန်ကောင်းတယ်ပြောအောင်ပါရှင့်။တော်ဒဂါဒီယာမှာရေးထားတဲ့စောင်းမလေးရဲ့မှာလေဒေါန်ဆန်းစုကြည်ရဲ့နေထိုင်မှုလေးတွေကို ကျွန်တော်တို့သိရပါလိမ့်ရှင်ဒါလေးတော့ကျွန်တော်အန်တီဆုချစ်သူများတို့ပြပြကြပါမယ်ဒီဂါဒီယန်စောင်းပါးရဲ့မှာရေးထားတဲ့သူပါဆိုရင်တော့ကိုတင်ထပ်ပါဆိုတဲ့သူဖြစ်ပါရှင်ဒီသူ့ရဲ့ဒီသတင်းစာမှာဟိုစောင်းပါးရေးတဲ့သူပေါ်ပြထားတာဖြစ်ပါရှင်ဒီသတင်းစာထဲမှာဆိုရင်ဒေါအောင်ဆန်းစုကြည်ရဲ့ပေါ့နော်သူထောင်ထဲမှာနေထိုင်တဲ့နေစဉ်ဘဝလေးရေးသားထားတာလေးပါတယ်အဲ့ဒါလေးကျွန်တော်ပြပြပါမယ်ရှင်ကောင်းစားစုကြည်ရဆိုရင်မနက်၄:၃၀မှာအိပ်ရထားတယ်။ညဘက်ဆိုရင်သူက၈:၀၀ခွဲဆိုအိပ်ရဝင်တယ်လို့သိရပါရဲ့ရှင့်။ ပြီးတော့မနက်တိုင်းတနင်္လာဆိုသူကတရားထိုင်တယ်ညနေတိုင်း၄ချိန်ခန့်ဖြစ်အခန်းထဲမှာပတိလေးစိတ်ရောလမ်းလျှောက်လေးရှိတယ်လို့သိရပါတယ်ဒီတော့ဒေါအောင်ဆန်းစုကြည်ရဲ့နေစဉ်ဘဝဟာဆိုရင်ဟီဟီချမ်းချမ်းနဲ့တော့တော်တော်အဆင်ပြေပြေဖြတ်တန်းနေတဲ့ပုံမှန်ရှင်ထောင်ထဲမှာလေဘောနောမနက်ဆိုအေးရထားတယ်မနက်စာလေးစားတယ်ညနေဆိုပတိလေးစိတ်ပြီးလမ်းလေးလျှောက်လို့ဆိုတော့တော်တော်တရားဖြတ်တန်းနေတာပဲရှင်အဲ့ဒါကိုတချို့တွေကဒေါအောင်ဆန်းစုကြည်ကိုထောင်ထဲမှာနှိမ့်ဆက်ခံနေရတယ်ဒုက္ခရောက်နေရဆိုပြီးတော့တွေးပြီးတော့ဘောနောအဲ့လိုစိတ်ပူနေသူတွေရှိရဲ့ရှင်ကိုကြည့်ရောတော့ထဲမှာထမင်းချမ်းနဲ့ဟိုငပိတော့မနက်မမှန်ဘူး ။ဒီဟာကိုကြည့်ရောတနေ့လုံးလှုပ်လို့မှအဲ့လိုမျိုးပေါ့နော်။ဘဝဒုက္ခတွေများပြီးတော့ PTSD ရဲ့ဒုက္ခပြီးမှုခံရတဲ့နေရာမှာနေနေရတဲ့သူတွေက anti dawson suit ကိုကျမပါတိချမ်းသာပါစေလို့ပေါ့နော်။ဒီလိုသူလွတ်ပါစေလို့စသဖြင့်ပေါ့နော်။ anti ရဲ့ထောင်ထဲကဘဝကတော့မှ PDF ဒီကြားထဲမှာနေရတဲ့ပြည်သူတွေဘဝထက်အများကြီးတာသေးတယ်။အစာပေါင်းကြောင့်များစွာတာလုံနေသေးရဲ့ရှင်။သူ့မှာတရားလဲအထုတ်ချိန်ရတယ်၊သူအေးစစ်စစ်တသားရနေနေရဆိုတာကိုအပြင်းအထန်တွေကသူ့သနာနေတာနဲ့ပြောင်းပြန်ဖြစ်နေသလားလို့တကယ်ဆို तू ကအပြင်းအထန်တွေသနာရမှာ။သူ့ကြောင့်ဒုက္ခရောက်နေတဲ့သူညီမနိုင်ငံမှာတန်းနဲ့ရှိရှိရယ်။ခွေးဖြစ်နေကြတန်းနဲ့ရှိရှိရယ်။ ဒါပြင်ဒုက္ခတရားမောင်းမြောက်များစွာရင်ဆိုင်နေရတဲ့နိုင်ငံဝန်ထမ်းတွေလည်းရှိပြန်တယ်။အရာအလုံးသူ့အနေနဲ့ရေတောင်းမြက်ကနေဖြစ်လာတာလေ။သူ့ဆိုတဲ့တပ်ပင်ကြီးကနေပဲဖြစ်လာတာလေ။အဲ့တော့သူကတော့မှပြည်သူတွေကိုသနာရမှာပြည်သူတွေကသူ့သနာရမှာမဟုတ်ဘူး။အဲ့ဒါတွေကကျွန်မပြောင်းပြန်လေးဖြစ်နေလို့တဲ့ပေးတာ။ပြင်းပြီးအတက်အတက်တွေးပေးတာပေါ့နော်။အဲ့လိုလိုနဲ့ဆင်ញင်ကြည့်ကြပါရှင့်။ဆိုတော့နောက်ထပ်ရေးထားတာကတော့ဆန်းစုကြည်ရဲ့အစားအသောက်နေထိုင်မှုပုံစံကိုလည်းပေါ်ပြထားတဲ့သတင်းဆောင်ပါးထဲမှာကျွန်မဖတ်ပြမယ်ဒါတိတိကျကျနားထောင်ကြည့်နော်။ ။နောင်စန်းစုကြည်ရတဲ့အစားတော့နေတယ်တဲ့။မနက်စာအတွက်ကိုသူကကြက်ဥကြောနေလဲစားခမင်းနေနေနဲ့အသားငှားတွေစားတယ်။ညစာအတွက်ကိုသူကပါမုတ်စားတယ်တဲ့။ပြောတော့ဆန်းစုကြည်ရဲ့ဒီပေါင်ကြားလာတဲ့မှတ်တမ်းတစ်ခုမှာဆိုရင်နေ့လယ်စာအဖြစ်ခမင်းနှစ်စုံစက်သား၅သားလုံးဟင်းချုံချောကလက်နှစ်ခုငကမောင်သိအနည်းငယ်စားသုံးတယ်ဆိုပြီးတော့ရှင်းထားရခြင်းမိသားစုတို့နေ့စဉ်နေတိုင်းခမင်းစားတဲ့အခါမှာစက်သားရဲ့၅သားလုံးဟင်းချုံရဲ့တောက်နိုင်လားရှင်စားနိုင်လားချောကလက်လေးရောစားနိုင်လားငကမောင်သိလေးရောစားနိုင်လားရှင်တော့ဆန်းစုကြည်ရဲ့ဘဝခြေအနေကိုတစ်ချက်လောက်နှမ်းကြည့်လိုက်ပါဦးရှင်အထက်မှာတော့တာရင်ပါပဲရှင်ထောင်ကျနေရဆိုတော့ခေါင်းစဉ်ပဲရှိရ သူ့ရဲ့ဘဝမှာအဟာရပြည့်ဝစွာစားတော့ပြီးတော့အေးချမ်းချမ်းနေနေရတာရှင်အဲ့ဒါကိုတချို့တွေကကနားနေကြရဲဆိုဘာကြောင့်လဲစဉ်းစားကြည့်ပါဦးအချို့ရှိရဲ့ဇက်နာပါဘောနော်ငါတို့အမေစုကိုဖမ်းထားတယ်မဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့ထောင်ထဲကအမေစုအခြေအနေကထောင်ပြင်မှာရှိနေရှင်တို့ထထောင်မှာအစာပေါင်းပြောင်များစွာတာလွန်နေသေးရဲ့ဟိုမှာအေးဆေးဆေးသူများသူချက်ပြုံချွေးမှုကျမကြီးဆောက်ရှောက်မှုလည်းပေးထားသေးရဲ့အမေရဲ့လူတွေဘဝထမင်းနဲ့နိုင်ရလားရှင်ဘသူ့တနာမှာလဲစဉ်းစားကြည့်ပါဘသူ့တနာတဲ့လဲရှင်အဲ့ဒါလေကျမနိုင်ငံပြောင်းပြန်ဖြစ်နေတော့အဲ့လိုရှိရရှင်နော် ။ဟောကျမဒါဆက်လို့ဖျက်ပြပါမရှင်။2022ဇွန်လမှာဆိုရင်တောင်ဆန်းစုကြည်ရဲ့အဖွဲ့ရပါတော့။တောင်ဆန်းစုကြည်မွေးနေ့ကိတ်မှာပြီးခဲ့တယ်တဲ့ရှင့်။မွေးနေ့ကိတ်ရဆိုသူ့ရဲ့တပ်ပုံနဲ့လှုပ်ထားတဲ့မွေးနေ့ကိတ်လေးဖြစ်တယ်တဲ့။အဲ့မွေးနေ့ပွဲလေးကိုသူကကျင်းပလိုက်ပြီးတော့တရားရုံးကြားနာမှုအပြီးမှာပေါ့တော့မွေးနေ့ကိတ်လေးပဲခွဲလိုက်သေးရဲ့ခွဲပြီးရခါမှာတဲ့ဒီဝင်တန်းနေနဲ့အဆောင်တွေကိုလည်းညှဝေပြီးတော့ကိတ်မုံလေးကျွေးခဲ့တယ်တဲ့ရှင့်အမေစုအရန်စိတ်ပူနေတဲ့သူကိုစိတ်အေးလိုက်ပါတော့ရှင်ရှင်တို့ရဲ့အမေစုကထောင်ထဲမှာအေးစင်စားတော့နေထိုင်တရားထိုင်ပါညာလုပ်နေပြီးတဲ့အခါမှာမွေးနေ့ပွဲတော့ကျင်းပလိုက်သေးရဲ့ရှင် ်ကျွန်တော်မှမုန်းနေပွဲကျင်းမနိုင်လို့လားနှစ်စင်တဲ့တိုင်းဟင်ကျမတို့ပဲတွက်ချက်ပေးရတော့မယ်နော်ဒီစကားကလည်းကျမတို့ဒီသတင်းอ่ะပေါ့နော်ကျမတို့ဇေယျနေပြီကျမတို့သိထားတာတော့ကြာပြီရှင်တော်ဆုံးနေထောင်ထဲမှာအေးဆေးနေရတာကျမတို့သိရကြပြီဒါပေမဲ့ကျမတို့ပြောတော့မယုံလေရှင်တော့အန်ဒီတော်ဆုံးစုကြည့်ရောနိုင်မကြည့်ပါဘူးလို့ပြောရင်မယုံဘူး အခုသူများပြောလို့မှသူတို့သဘောပေါက်သွားအောင်အဲ့လိုတော့ရှိရဲ့ရှင်းပြလားနော်အဲ့တော့အရင်စိတ်မပူနဲ့တော့ဟိုမှာသူများ AC ပဲရှင်းလို့သာရှင်းလို့ပေါ့ရှင်းလို့ AA စစ်စစ်ဖြစ်အောင်လည်းနည်းနည်းစင်စင်နေထိုင်ကြရှင်းအနီမီဘက်ကသူများကျွန်တော်ပြပြတာပါရှင်နောက်ထပ်ပြောပြမှာတော့ endurance ဆုကြည်ရပါတော့ဒီ2021ကနေပြီးတော့သူကသတင်းစာလေနေ့စဉ်သတင်းစာကိုနေ့တိုင်းသူစီကိုထောင်အောက်ပြီးပို့ပေးတယ်တဲ့နေ့တိုင်းသတင်းစာဖတ်တယ်ပြီးတော့သူကဝတ္ထုလေးလည်းတောင်းတက်တယ်တဲ့သူကလေဝတ္ထုပေါ့နော်ဒီအင်္ဂလိပ်ဘာသာစာအုပ်တွေနဲ့ပြင်သစ်ဝတ္ထုတွေကိုလည်းဒေါန်ဆဆုကြည်ကနေ့တိုင်းဖတ်တယ်တဲ့ဒေါန်ဆုကြည်ကအဲမှာဆိုရင် စာဖတ်တဲ့အချိန်နဲ့နေစဉ်နေတိုင်းအချိန်နဲ့မျှအသုံးပြုရလို့သိရတယ်ပေါ့နော်။ဒီတော့သူ့ရဲ့ဘဝနေထိုင်မှုကိုကျွန်မတွက်လိုက်တဲ့ခါမှာတွက်လိုက်တဲ့ခါမှာပေါ့နော်။အသက်80တန်းအမျိုးသမီးတယောက်အစားအသောက်အနေထိုင်အပြင်ကိုနေစဉ်နေတိုင်းစာလေးဖတ်ပြီးတရားလေးအားထုတ်ပြီးအေးကျဲကျဲနေရတယ်ဆိုတော့ဘဝကတော်တော်ကိုတော့အဆင်ပြေချောမွေလို့ပြောလို့ရရရှင့်။ဒါအပြင်ကိုလွန်ခဲ့တဲ့ဒီ2023မှာဆိုလည်းဒီလိုပဲရှားဒီဥလို့အပူချိန်ပေါ့နော်တော်တော်ဆိုးွားတဲ့အတွက်သူတို့နေရာကြီးမှာရွှေ့ပေးတာရှိတယ်။ပူတဲ့နေရာမှာမထားအောင်တော့မလေးစစ်ဆိုးရများ အဲ့တော့ကြည့်ရအောင်ခင်းဆိုင်တဲ့ဒေါအောင်ဆန်းစုကြည်ကိုကြည့်ပါအောင်။ကျင်နာရွှေ့ရလိုက်ပြန်ရှင်။ကျွန်မအဲ့လိုပဲမြင်နေချင်းသေးလား။ဒေါအောင်ဆန်းစုကြည်ချစ်တဲ့လူတွေလည်းဒီနောက်ဆုံးစိတ်အေးပါတော့ရှင်။နော်ရှင်တို့ရံမုံနေရယ်စစ်သားတွေကလုံသားတွေကနုနုလေးလားမသိဘူး။ဒေါအောင်ဆန်းစုကြည်ကိုတိတ်စားလေးကြွေးတယ်၊မိုးရယ်စစ်ချမ်းသာအောင်ထားတယ်၊ကျမ်းမအောင်ဆောက်ရှောက်တယ်။ဒါအပြင်ကိုထောင်ထဲမှာရှိတဲ့ဝန်ထမ်းတွေမှားထားတာရှိရယ်နော်။ဒေါအောင်ဆန်းစုကြည်တခုခုမဖြစ်စေနဲ့တဲ့။တခုဖြစ်လို့ရှင်မင်းတို့အားလုံးတောင်းဝင်ယူရမယ်ဆိုပြီးရာသပန်ပေးတာလားရှင်။အဲ့လောက်ထိကိုဆောက်ရှောက်ပေးထားတာရှင်တို့ဒေါအောင်ဆန်းစုကြည်ကို။ကျွန်မတို့ဒေါအောင်ဆန်းစုကြည်ကိုအထက်ကနေပတ်ထုတ်လာပြီ။ကျွန်တော်လည်းထက်ထည့်နေတော့မှာရှင်တို့အဲ့လောက်ဆောက်ရှောက်နိုင်မှာမဟုတ်ဘူး။အဲ့ဒါသိကြတယ်။ ကျွန်တော်လည်းတထဲလာရှင်ကျွန်တော်သူ့ဘန်းပြပြီးလုံဆောင်အောင်ပါလေရှင်ကသူ့မှာအပူပင်နေတဲ့စိတ်တွေဆင်းရဲနေရအောင်ပါအခုဆိုရင်ထောင်ကြရတယ်ဆိုရင်နာမည်ဆိုတာရှိတာထောင်ထဲမှာသူနေရတဲ့ဘဝကနိုင်ငံရေးအရှုပ်ရှင်လည်းမရှိဘူးနိုင်ငံရေးကြောင့်စိတ်ညစ်ရတာလည်းမရှိဘူးတရားလေးအားထုတ်မယ်အစားအသောက်ပြေဝအောင်စားမယ်ကျန်းမာရေးယူဆိုင်ခံမယ်နေ့စဉ်နေရလမ်းလေးလျှောက်နောက်ဆုံးတန်းတရားထွက်ကောင်းတဲ့တရားလေးထိုင်တဲ့ကိစ္စအောင်သူ့လုံနိုင်နေရှင်အပြင်မှာရှိတဲ့အသက်80ကျော်အခွားအချို့တော့မှသူ့လောက်တမ်းမကောင်းရှင်ကျွန်မအဲ့လိုပြောရင်ကျွန်မစိတ်ဆိုးကြအောင်ပဲဒါကျွန်မမြင်တော်မြင်တဲ့တိုင်းပြောပြဟုတ်လားမဟုတ်လားစဉ်းစားကြည့်ရှင်ကျမတို့မြန်မာနိုင်ငံမှာရောကမ္ဘာမှာပါထောင်ကျတဲ့သူတွေထဲမှာတော်အောင်ဆန်းစုကြည်ကံကောင်းဆုံးပဲရှင် ဲ့တော့အမေစုချစ်သူများလက်မခံခြင်းနဲ့လက်ခံမှတ်မှန်တရားတစ်ခုပဲဒါဟာစစ်အစိုးရလို့ရှင်တို့ခေါ်တဲ့စစ်သားတွေရဲ့တော်ဆန်းစုကြည်ပုံမှာထားတဲ့မြစ်တာတရားပဲရှင်ငဲညာမှုပဲရှင်အခြားထောင်သားတွေလို့သာထားလိုက်မယ်ဆိုတော့ဆန်းစုကြည်ချင်းတွေမှာဖြစ်နေမှာလို့ထင်တယ်ရှင်ထောင်ထဲမှာစားတော့ကဘလို့ကြွေးလဲဆိုတာရှင်တို့သိပါတယ်သူ့ထောင်ထဲရောက်ဘူးတာပဲဟာထောင်ကဘလို့ကြွေးလဲအဲ့လိုကြွေးလို့လားနှကမောက်ပြီးစားလို့လားချက်မလိုက်ကြွေးလို့လားအသားလုံးခေးချိုလေးနဲ့တသားဟင်းနဲ့ကြွေးလို့လားရှင်ကျမပြောလက်မခံခြင်းလည်းရရရှင်လက်မခံခြင်းလည်းရရလက်ခံခြင်းလည်းရရတယ်ဒါကျမပေါက်ကြားလာတဲ့ပုံမှာ အမေစုဖြစ်တဲ့လူတွေအမေစုရဲ့အနေထားလေးသိအောင်လို့ကျွန်မပြောပြရမှာရှိတာပေါ့နော်ဒီတော့အန်တီရောဇန်စုကြည်ကိုလွတ်မြောက်ဖို့အတွက်ကိုတော်လှန်ရေးလုပ်နေတဲ့သူတွေအနေနဲ့အန်တီရောဇန်စုကြည်ကတော်လှန်ရေးကိုအားပေးရစကားလည်းခုံးပါလည်းမပြောဘူးဆက်လုပ်ပါလို့လည်းမပြောဘူးအန်ဒီတော်ဆန်းစုကြည်ကအင်္ဂါကြိုပေါ်ရောက်လာတယ်မဟုတ်သူ့မှာနေတိုင်းသတင်းစာလည်းဖတ်ရတယ်သူစားတောင်းတွေလည်းဖတ်ရတယ်သူနဲ့လာပြည့်ရရှိနေတဲ့ညနေတစင်နဲ့မြန်မာနိုင်ငံချင်းတွေသူသိရတယ်သူ့မဆက်ကနေအန်ယူဂျီကိုထောက်ခံကြောင်း CRPH ကိုထောက်ခံကြောင်း PDF ကိုထောက်ခံကြောင်းတခုံးမှအမှားစကားမပားလိုက်ဘူးဆိုတာကအခုလုံနေလောက်ဆောင်ချက်တယ်အန်ဒီတော်ဆန်းစုကြည်ကမကြိုက်ဘူးလေချင်းချင်းလေးဟာပေါ့ ူတော့မှမထောက်ခံတော့ကျွန်တော်ဆက်လုပ်နေသေးရတယ်ကျွန်တော်တော့မိုက်တယ်ဒီကဘာကြီးမှမရှိတော့ဘူးအန်တီဒေါ်ဆန်းစုကြီးကိုချစ်တယ်ဆိုပြီးကျွန်တော်နှင့်နေကြရတယ်ပဲကျွန်တော်မြင်နေချင်းကျွန်တော်နှစ်ခုသုံးသပ်သွားတယ်နိုင်ငံတော်လုံခြုံရေးနဲ့အန်တီဒေါ်ဆန်းစုကြီးရဲ့ဘဝနေထိုင်မှုပုံစံဒီဟာပေါက်ကြလာတာတစ်ခုလည်းကောင်းတယ်တစ်ခုလည်းမကောင်းတစ်ခုကကြတော့ကောင်းတာကအန်တီဒေါ်ဆန်းစုကြီးအေးကျကျနေရတယ်ဆိုတော့မေးစုချစ်ကတည်သွားတာပေါ့ရှင်မကောင်းတာကတော့နိုင်ငံတော်မှာလှုပ်ဝက်အပ်တဲ့ကိစ္စတွေပေါက်ကြလာတာမကောင်းရှင်ဒါလေးနှစ်ခုပဲကျွန်မသတင်းသုံးသပ်ချက်လေးနည်းနည်းတရားလေးသာပြောပြလိုက်ပြစီပါရှင့်ခုလိုပြောပြပြီးသားတဲ့စနေပတ်စုကိုလည်းကျေးဇူးတင်ပါတယ်